အဆလာမ်အလိုင်ကွမ်အားလုံးမင်္ဂလာပါကျွန်တော်နာမည်ကတော့တန်ရှန်ဘူဖြစ်ပါတယ်ကျွန်တော်က Islamic Institute of Burma ရဲ့ host အစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်ပါတယ်ကျွန်တော်ကအပြင်မှာဆိုရင်လက်ရှိအင်္ဂလန်နိုင်ငံ University of Northampton မှာ Master of Business Analytics ကိုတက်ရောက်နေတဲ့ကျောင်းသားတစ်ယောက်ပဲဖြစ်ပါတယ်ကျွန်တော်ကိုရန်ကလူငယ်တစ်ယောက်ဖြစ်တဲ့အလျောက်ပေါ့နော်ဒါမြန်မာနိုင်ငံမှာရှိနေတဲ့ဒါလူငယ်အဓိကအဖြစ်မွတ်စလင်လူငယ်တွေအတွက် အဲယူရပြီးတော့ကျွန်တော် program လေးတစ်ခုစီစဉ်ထားပါတယ်ဒီနေ့မှာတော့လူကြီးမင်းတို့လူကြီးမင်းတို့ကိုဒီ program လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျာဆိုတော့ဒါ program လေးအကြောင်းဆက်မပြောခင်မှာကျွန်တော် program လေးနာမည်လေးအရင်မိတ်ဆက်ပေးချင်တယ်ပေါ့နော်ဆိုတော့ program လေးရဲ့နာမည်ကတော့ Chai Chat with Tashan ဆိုတဲ့အစီအစဉ်ဖြစ်ပါတယ် ဆိုတော့ခြားရေးချက်ဝဲတန်းရှန်ဆိုပြီးတော့ကျွန်တော်တို့နာမည်ပေးထားရတဲ့အဓိကယူရချက်ကတော့မြန်မာနိုင်ငံမှာရှိတဲ့ဒီကျွန်တော်တို့လူငယ်တွေဒီဂျားမှာပေါ့နော်လက်ရှိဒီဂျီဗန်စာနေစေဖြစ်တဲ့ကျွန်တော်တို့လက်ဖေးဆိုင်ရင်ကျေးမှုကိုကျွန်တော်တို့အဲ ရွေးကြတာဖြစ်တယ်လပေးဆိုင်ရင်ကျေးမှုတွေမှာမှကျွန်တော်တို့လပေးဆိုင်ရင်ကျေးမှုဆိုတာကျွန်တော်တို့လွတ်လပ်တယ်ဗျာလူငယ်ကြားထဲမှာအချင်းချင်းလွတ်လွတ်လပ်စကားပြောလေးပြောထားရှိတယ်ပြီးတော့တာမန်လူတွေကြားထဲမှာဒါတာမန်ပြဿနာတွေကိုညှိနှောဖလှယ်ပြီးဆွေးနွေးရဲ့တဲ့နေရာလေးဖြစ်တယ်ဗောနောဆိုတော့အဲ့ဒီအဲ့လိုမျိုးအတိတ်ပဲစောင့်စီခြင်းနဲ့အတော့ကျွန်တော်တို့ခြာရေးချက်ဝတ်တန်းရှန်ဆိုပြီးတော့ကျွန်တော်နာမည်ပေးထားခြင်းဖြစ်တယ်အဲကျွန်တော်တို့ဒါ လပေးတောက်ပြီးတော့စကားထိုင်ပြောမှာတော့မဟုတ်ဘူးเนาะဆိုတော့ကျွန်တော်တို့အဓိကကတော့လွတ်လပ်တဲ့သဘောဆောင်စီချင်တာရယ်ပြီးတော့ပြဿနာဒီတာမန်လူတွေကြားထဲမှာဖြစ်နေရဲ့လက်ရှိဖြစ်နေရဲ့ပြဿနာတွေကိုကျွန်တော်မိမောက်ထုတ်ပြချင်တာရယ်အတွက်နဲ့ကျွန်တော်ခြားရေးချက်ဝင်တက်ချင်ဆိုပြီးတော့နာမည်ပေးထားခြင်းဖြစ်တယ်ဆိုတော့ဒါ program လေးကြောင်းကိုပြောမယ်ဆိုရင်တော့ဒါ program ကတော့ကျွန်တော်နဲ့ဒါဆရာတွေဂျားထဲမှာပညာရှင်တွေဆရာတွေဂျားထဲမှာပေါ့เนาะအပြန်အလှန်လွတ်လွတ်လပ်လပ် ဒါမေးခွန်းတွေပေးမယ်ဆွေးနွေးမယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့သွားมาဖြစ်တယ်ဆိုတော့အဲ့ဒီတွက်လေကျွန်တော်တို့သက်ဆိုင်ရာကဒါကျွမ်းကျင်ပညာရှင်တွေဆရာကြီးတွေကိုကျွန်တော်တို့ဖိတ်ခေါ်ပြီးတော့အဲကျွန်တော်တို့ဆွေးနွေးချိန်ကူထားတယ်ပေါ့နော်အဲဆိုတော့ဒါအဲ့ဒီထဲမှာပါသွားမယ့်အကြောင်းအရာလေးနဲ့ပတ်သက်ပြီးကျွန်တော်နည်းနည်းအကြံဉာဏ်လေးပြပြခြင်းနဲ့အဲဆိုတော့ကျွန်တော်တို့ဒီခြားရေးချက်တွေမှာဆိုရင်ပထမဆုံးဒါကျွန်တော်တို့ကျွန်တော်ရဲ့ပွဲဦးထွက်ဒါပထမဆုံးစီစဉ်ဖြစ်မယ်ပေါ့နော်အဲ့ပထမဆုံးစီစဉ်မှာဆိုရင်ကျွန်တော်တို့အပိုင်း6ပိုင်းပါမယ် အဲအပိုင်းချုပ်မဲ့ပုံဖြစ်ပြီးတော့ကျွန်တော်တို့အဲမိသားစုကိစ္စတွေအဲကျွန်တော်တို့နေကာကိစ္စတွေအဲပြီးတော့ကျွန်တော်တို့ပညာရေးနိုင်ငံရေးအဲပြီးတော့အစ္စလာမိုဖိုဘီးယားလိုမျိုးတက္ကပါလုံးတက္ကပါလုံးကမွတ်စလင်တွေနဲ့ဆိုင်တဲ့ပြဿနာလိုမျိုးကိစ္စတွေ အဲပြီးတော့ကျွန်တော်တို့ဒါကုလက်ရှိမြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ဒါမွတ်စလင်တွေကြားမှာဖြစ်နေတဲ့အဖွဲ့အကွဲပြဿနာတွေစားတဲ့ကိစ္စတွေကိုကျွန်တော်တို့ဒီစီဇန်လေးထဲမှာတက်ဆိုင်ရဆရာကြီးနဲ့အမေးဖြေပုံစံပြုလုပ်ပြီးတော့ကျွန်တော်တို့ဆွေးနွေးတင်ပြပေးတော့မှာဖြစ်ပါတယ်။ First in အင်္ဂါနေ့တိုင်းမှာထုံးလင်းတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်အားလုံးကိုကြည့်ရှုကြဖို့ဖိတ်ခေါ်ရပါတယ်ခင်ဗျာ။ကျွန်တော်ရဲ့ program လေးကိုကြည့်ပြီးတော့လေဒါလူငယ်တွေအနေနဲ့ ဆက်ပြီးတော့တွေးခေါ်စရာဘာတွေနဲ့ပတ်သက်ပြီးတော့တွေးခေါ်စရာတွေအဲဆက်ပြီးတော့လေးလာခြင်းစရာတွေရရှိပြီးတော့ဒါစူးစမ်းခြင်းစိတ်တွေဖြစ်လာတယ်လို့လည်းကျွန်တော်ရည်ရွယ်ပါတယ်ဗျဟုတ်ကဲ့အားလုံးကိုကြည့်ရှုပေးရတော့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ပရိုဂရမ်ဒီမှာအားလုံးနဲ့ပြန်ကြည့်ကြပါဦးခင်ဗျအဆလာမုအလัยကုမ်